ီးတော့ဆွဲသလိုပူလိုက်လေချင်းတကယ်ကြီးတမဒိရှိငါတဲပါအုံးကွယ်လို့ဆိုတော့မင်းငါစကားမှနားမထောင်ပဲနဲ့ဖခင်သားကမင်းစော်ကားတာကလေးကဗုဒ္ဓနုပတိအလုတ်လုတ်ပြီးတော့ဗုဒ္ဓသာမြတ်စွာဘုရားအနမောဟောရှိခိုးပါ၏ဖခင်အမြဲတမ်းရှိခိုးတဲ့ကလေးစော်ကားမင်းမှားလိုက်မယ်ပြောရင်တန်းတယ်မင်းမရဘဲကိုကွာ ဟေးဒီတိုင်းတော့မင်းဒီအပြစ်ပြောက်မှာမဟုတ်ဘူးမင်းဒဏ်ခတ်ရမင်းထံပေးရပေးပါကွာမင်းပေးတဲ့ဒဏ်ကခံမမယ်ဝင်းတွေကအပူမပြောက်သေးဘူးကွာအေးမင်းထံပေးမှာတခြားမဟုတ်ဘူးရွှေလင်းတော်ကြီးကိုဝင်ဖေမီသာရမင်းရဲ့ရွှေလင်းတော်ကြီးကိုဝင်လို့မင်းလေဟိုရွှေလင်းတော်ကြီးရောက်အောင်သွားပြီးတော့အဲ့ဒါ ဗိမ္မိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကိုယူပြီးတော့မင်းကလေးကိုကျွေးရမယ်။ပေးသားဘလူးမှောင်ခိုအလုတ်လုတ်ရတော့ဘလူးဒုက္ခများပြီ။အလေးရောက်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်နဲ့ဝင်လို့သူမှောင်ခိုအလုတ်ပြောတာ။ဒီပြင်ယူရချက်ကျုပ်ဘာမှမပါဘူးကြီးမှောင်နဲ့ဝင်နဲ့မှောင်ခိုလုတ်သူလုတ်ရတော့။သွားပြီတရားနာပိတ်တာရာဇဂျူမျိုးတွင် ဘလူးဆိုင်လေးပါလေဒီရင်အိမ်เจ้าမှာဒီသွားပြီတရားနာပြိတတခိုးချီတော့နဲ့ဘလူးတိတ်တိတ်ကလေးသွားပိန်ပြီးတာရမင်းရဲ့ပွဲတော်ဇာနဲ့ရွှေခွက်ကြီးယူလာပြီးတော့ဟေးရလာပြီကွာရလာကျွေးရမယ်ဘောကွကလေးသူ့ဖေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့ထဲကပိတ်ထားလို့ကလေးညနေသားမဆမ်းရဘူးဒါကြောင့်မင်းကိုခိုင်းရတာဒါမှမင်းဒီပြစ်တွေပြောက်မှာလ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 ာတို့ကျွေးကြစို့အေးဘလူးရောင်နဲ့ကျွေးလို့တော့မဖြစ်ဘူး ဘလူရောက်နေကျွေးလို့မဖြစ်ဘူးဘလူအသွင်ကိုတို့မမြင်သေးနဲ့တို့ဘလူပြောင်းချောင်းလားကျွေးကြစို့ကလေးကိုတရားနာပြည်သားထမင်းကိုရွှေခွက်ထဲကပွဲတော်စားကြီးကျွေးလိုက်တော့ကလေးလေးကလေအဖေနဲ့မရသူ့ထမင်းလာကျွေးတယ်လို့ထင်တယ်ဖေနဲ့မထင်လို့သာပေါ်ပြည်သားဘလူပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်ထောက်ပြေးပါပြေးမှာပြည်သားအဖေနဲ့မရထမင်းတိုင်ကျွေးတယ်လို့ထင်တယ် စမ်းနေတာကိုမိဘနှစ်ပါးကထိုင်ကျွေတယ်လို့သူထင်သည်